မအဲ့ဒီလိုသူများတက်တာရာရတာသူများစိတ်ချမ်းသာကိုကြောက်သူများသစုံတရားလွတ်မြောက်သွားတာအဲ့ဒါဆိုကျွန်မဝမ်းသာတယ်ပီတိဖြစ်တယ်ဒါကြောင့်မို့လို့ကျွန်မပီတိဖြစ်ခြင်းလို့ကျွန်မလုပ်တာကျွန်မဝမ်းသာခြင်းလို့ကျွန်မလုပ်တာကျွန်မဝါသနာပါလို့ကျွန်မလုပ်တာဒါကြောင့်မို့အဲ့ဒီအလုပ်ကိုကျွန်မရှေ့ဆက်လုပ်ချင်သေးတယ်ပေါ့ကျွန်မလုပ်နိုင်တဲ့ရုပ်ချင်သေးတယ်အသက်ရှင်နေတဲ့ရေကျမ်းမာနေတဲ့ရုပ်ချင်သေးတယ်အသက်ရှင်ပြီးမကျမ်းမာတော့မှာတော့ကျွန်မမှတ်ကြောက် မကြမ်းမှာတော့ကျွန်မလုပ်ချင်တာဘာမှလုပ်လို့ကြမ်းမှာကျွန်မမွေးနေ့နဲ့ပတ်သက်ပြီးတော့နော်ရဝေးရက်နီးရသူတွေအားလုံးကိုကျွန်မကျေးဇူးတင်ပါတယ်မွေးလေချင်းမြင်ရတဲ့သူတွေအားလုံးကျမသူပဲကျေးဇူးတင်ပါတယ်အားလုံးလည်းကိုစိတ်နှပြကျမချမ်းသာပြီးတော့ကတ်သုံးပါပေးရမယ်ကျေးဇူးကြပါစေတော့ပါ မရဲ့အသက်90နှစ်ပြည့်ပြီနေပါဝင်လို့ဆိုတော့လဲတနစ်ကိုကြီးသွားတာပေါ့အင်းဒါတနစ်ကိုကြီးသွားတဲ့အခါကျတော့ကိုလုံနိုင်တဲ့အလုတ်ဆွမ်းအားတွေကတနစ်ပုံပြီးတော့ဟိုခေါ်ကမမတန်ဆွမ်းဖြစ်လာမလားလို့အစိုးရင်တာပေါ့နော်အဲ့တော့ဒီကနေ့ကတော့ကျွန်မဆရာအော်ဘီတယ်ပြောတဲ့စကားလိုပဲလေဒီလက်ရှိဒီကနေ့ကတော့အသေးစားဆုံးပဲကိုယ်တော့လည်းမဆိုင်ဘူးအမျိုးမျိုးတွေဟိုကျွန်မတို့ဆင်တာ တတရားစိုက်နေရတဲ့အခါကျတော့လေအဲ့တော့အသက်ရှင်နေတဲ့အချိန်မှာအများပေးကြတဲ့စုတိုင်းပဲပေါ့အသက်ရှင်နေတဲ့အချိန်ခါမှာကျမ်းမာကျမ်းမာမကျမ်းမာပဲနဲ့အသက်ရှင်နေလဲဘာမှမလုပ်နိုင်ဘူးလေအဲ့တော့ကျမ်းမာပြီးတော့အသက်ရှင်နေလဲဟိုဖြစ်နိုင်တော့ဒီတဲ့အသက်ကိုရှင်ကျင်တာပေါ့နော်ဘာလို့ရှင်ကျင်တာလဲဆိုတော့အလုပ်တွေအများကြီးလုပ်ချင်လို့အလုပ်လုပ်ချင်တယ်ဆိုတာကတော့ကျမလုပ်နေတဲ့အလုပ်တွေရှိတယ်အဲ့ဒီအလုပ်တွေကလည်း ဟိုတချို့တွေကပြောတာပေါ့နော်အများကောင်းကျိုးလုပ်ကြတာပေါ့နော်ဒါအများကောင်းကျိုးလုပ်တယ်တို့ပရာဟိတအဲတချို့ပြောကြတာပေါ့ပရာဟိတမိခင်ကြီးတို့ဘာလို့ညာတို့ပေါ့ပရာဟိတလုပ်ကြတာပေါ့ဟိုဓမ္မအတွက်အများချမ်းပါတယ်တို့ဘာလို့ပြောကြတာပေါ့ဒါပေမဲ့တကယ်ပြောရမယ်ဆိုလို့ရှိရင်တော့ပုဂ္ဂိုလ်ဆိုကိုလုပ်တာဓမ္မအဲ့ဒီလိုသူများတက်တာရရတာသူများစိတ်ချမ်းပါကိုကြောက်သူများသေဆုံးတရားလွတ်မြောက်သွားတာအဲ့ဒါဆိုကျမဝမ်းသာတယ်ပီတိဖြစ်တယ်ဒါကြောင့်မို့လို့ကျမပီတိဖြစ်ခြင်းကိုကျမလုပ်တာ ကျွန်မဝန်တာချင်လို့ကျွန်မလုပ်တာကျွန်မဝါသနာပါလို့ကျွန်မတတ်တာဒါကြောင့်မအဲ့ဒီအလုပ်ကိုကျွန်မရှစ်ဆက်လုပ်ချင်သေးတယ်ပေါ့ကျွန်မလုံနိုင်တဲ့လုပ်ချင်သေးတယ်အသက်ရှင်နေတဲ့ရေကျမ်းမာနေတဲ့လုပ်ချင်သေးတယ်အသက်ရှင်ပြီးမကျမ်းမာတော့မှတော့ကျွန်မအမှန်တကျောက်မကျမ်းမာတော့ကျွန်မလုပ်ချင်တာဘာမှလုပ်လို့ရမှာမဟုတ်ဘူးဒီကနေ့ level ကျမကျမလုပ်နေတဲ့အလုပ်တွေကိုဆက်လုပ်ခြင်းဆက်မလုပ်နိုင်ခြင်းကကျမကျမရဲ့ပေါ်မှာမှုတည်တယ်သို့တော်ကျမရှေ့ရနေပြီးတော့ကွယ်လွန်သွားနှင်းနဲ့ ွလွန်သွားနေတဲ့ကျေးဇူးရှင်မျိုးပါဆရာသမားဒီကောင်မောင်မစေမျိုးသားချင်းအဖြစ်ကတ်သုံးမနဲ့ကွယ်လွန်သွားကြတဲ့သူခုနှစ်သားသမီးတွေအားလုံးအတွက်ကိုကျွန်မဒီကနေ့တန်ငန်းကတ်လို့လာပါတန်ငန်းအပါ300ကျော်ကိုကျွန်မဆွန်ဆက်ကတ်လို့လာပါမယ်ဆွန်လောက်ပါမိတ်ဆွေတွေအထက်ကျွေးမွေးပါเนาะဒီလိုပဲအဲကျွန်မရဲ့ညီမလေးကမောင်နှမောင်သားချွေရဲ့ဇနီးဆိုတော့ကျွန်မညီမလေးကအဲဇနီးအခုကလည်းတန်ငန်းလေး ဒီမှာသာပြီးတော့ကပ်ပါအဲ့တော့လောလောလတ်လတ်မကြသေးခင်ဒါအနည်းငယ်ကွယ်လွန်သွားတဲ့စာရေးဆရာမောင်သာချိုးစာရေးဆရာကိုနောင်ကျော်ပြီးတော့ကြည်ဆရာလေးပုံခိုင်စင်နောက်ကျမရဲ့ပရာဟိတသာသမီတွေအဲ့ဒါအားလုံးအတွက်ကိုကျမတို့အမြတမ်းဝေလေရေသက်ချပြီးတော့ကုသိုလ်ပြုပါအခုကောအခုလက်ရှိလုပ်နေတဲ့သာသမီတွေမနာရေးကုညီမှုအသင်းကသာသမီတွေရှိနေနော်အဲစိစာရဲ့ကီလာနာဘိုးဘွားရိတ်တာကတငယ်ချင်းတွေရှိတယ် နော်တာသမီးတွေရှိတယ်နော်ဘိုးဘွားတွေပြည့်စုံဆောက်တဲ့သာသမီးတွေရှိတယ်အဲ့တကဒီအမှုပညာစည်းစားရိတ်ကနော်ဖြည်းဖြည်းတို့အဲချစ်ချစ်စောတို့လင်းလင်းတို့ဖူးစုံတို့နော်ကိုလူမင်းတို့စသဖြင့်ပေါ့နော်အမှုပညာစည်းစားရိတ်မှာလုပ်နေကြတဲ့ဒီကိုမောင်မကတုံးကိုဝင်းအောင်လို့နော်ဒါအားလုံးဝိုင်းပြီးတော့ဒါဒီအမှုပညာတွေတွေရဲ့ဒီနေရာဆိုလို့ရှိရင်အမှုပညာတွေတွေရဲ့ကုန်းခွရာပေါ့အမှုပညာတွေတွေခြေကုန်လက်ပန်းကြပြီးတော့ စိတ်မရှင်လန်းတော့တဲ့အခါစိတ်မအေးချမ်းတော့တဲ့အခါအဲ့ဒါအနေထိုင်လွတ်လွတ်လပ်လပ်ကြဲကြဲပြန့်ပြန့်ကလေးနဲ့တို့တို့ဖန်နေတဲ့အမှုပညာလေးတွေကိုဖန်နေရအောင်လို့အတွက်ဒီအမှုပညာစည်းစားရေးဆိုတာအမှုပညာလည်းငါရဲ့ပေါ်ဖို့ရပါအဲ့ဒါတွေကိုအမှုပညာရှင်မိသားစုကစာပေရဆိုပကြီးမမွေးလို့ပါမယ်စမကြီးလို့ပါမယ်ပေါ့နော်အဲ့လိုမျိုးဝိုင်းပြီးတော့ဒါလေးကိုထူထောင်ပြီးတော့ဒါဟိုဆောင်ရွက်နေကြတာပေါ့အဲ့တော့ جماعه လည်း جماعه အသက်ရှိသူတွေကတော့တို့ရှိရနေပြီးတော့ جماعه ဟိုမမမမရက်ပြီးတော့လှုပ်တင်လှုပ်ထိုက်တဲ့ပရာဟိတလုပ်ငန်းလေးတွေပေါ့လှုပ်လို့ရတဲ့ပရာဟိတလုပ်ငန်းလေးတွေကျွန်တော်လုပ်ပေးနေတယ်။ဓမ္မကိုဝင်းနဲ့ဆုတောင်းပေးကြတဲ့ဆိုဟိုပထမဦးဆုံးတော့ဖုံဖုံဦးနာတော်ကဓမ္မရဲ့ဝင်းနဲ့လေးကိုဖုံဖုံကကျင်းပပေးတာပေါ့နော်။အဲဓမ္မနဲ့အတူပေါ့နော်။ဆိုတော့ဖုံဖုံဦးနာတော်ကနောက်ပြီးတော့ဓမ္မရဲ့ဟိုဝင်းနဲ့ကိုဆုတောင်းပေးကြတဲ့နော် Facebook ကနေဆုတောင်းပေးကြတဲ့သူတွေပြီးတော့ Facebook Messenger ကနေမေတ္တာပို့ကြတဲ့ဆုတောင်းရတဲ့သူတွေနောက် Viber ကနေဆုတောင်းပေးကြတဲ့သူတွေပေါ့နော်။ အွန်လိုင်းအားဆွတောင်းပေးတဲ့လူတွေအခုဒီကိုလာပြီးတော့ကိုတိလက်ရောက်လာပြီးတော့တွေ့ဆုံပြီးတော့ဒါဆွတောင်းရတဲ့ဘာလို့အားပေးကြတဲ့သူတွေနောက်အခုဒီမှာမန္တလေးကနော်ဒေါ်မမနိုင်ဒေါ်မမနိုင်ဆိုတာကရုပ်သေးပညာရှင်မှာမြန်မာနိုင်ငံမှာအမတန်ကြော်ကြားတဲ့ရုပ်သေးပညာရှင်မှာဂုံလူဦးသိန်းနိုင်ရဲ့သမီးပါအဲဒေါ်မမနိုင်ကလည်းပဲကျမမွေးနေ့မှာရုပ်သေးလေးနဲ့လာပြီးတော့မွေးနေ့လက်ဆောင်လာပေးပါတယ်အဲ့တော့အဲ့ဒီကျမမွေးနေ့နဲ့ပတ်သက်ပြီးတော့နော်အဲရဝေးရက်နီးရသူတွေအားလုံးကိုကျမကျေးဇူးတင်ပါတယ် ဝင်းလေးကိုချင်းမြင်ရတဲ့သူတွေအားလုံးကျမသူပဲကျေးဇူးတင်ပါတယ်အားလုံးလည်းကိုစိတ်နှပြကျမ်းမချမ်းသာပြီးတော့ကတ်သုံးပါပေးရမယ်ကုင်းရကြပါစေတော့မှဝင်းလေးပေါ့နော်82နှစ်ပြည့်ဝင်းလေးကိုရွှတ်လှရိတ်စာအုပ်တိုက်ကရွှတ်လှရိတ်ကတော့ခင်မာကျော်ကနေပြီးတော့ကျမဝင်းလေးအတွက်ကိုတခုတော့မဂ္ဂဇင်းလေးထုတ်ပေးပါမယ်နော်အဲ့ဒီအတွက်ကိုအဲ့ဒီစာအုပ်ကလေးကိုအခုလာမယ့်28ရက်နေ့တနင်္ဂနွေနေ့မှာလန်နာဟောက်စ်မှာအတွင်းဝင်ရောက်မှာရှိတယ်ပေါ့နော်ဝင်းကြီးများရောက်ရဲ့လန်နာဟောက်စ်စာအုပ်တက်မှာ ဟိုပြုတ်လို့ပါမယ်အဲ့ဆောက်ကိုကျမကိုယ်တိုင်လက်မှတ်ထိုးပြီးတော့ဟုတ်ကဲ့ကျမကိုယ်တိုင်လက်မှတ်ထိုးပြီးတော့ရောင်းချပါမယ်အားပေးကြပါ